Hello လောကနိုင်အောင်မြင်မှုဟူသည်တခုတည်းသာရှိ ရင်းကမိမိဘဝမိမိပုံစံအတိုင်းနေထိုင်သွားနိုင်ခြင်းဖြစ်သည်တိခက်လူတို့၏အကြီးမားဆုံးအမှားမှာအောင်မြင်မှုဟူသည်ကိုရုပ်ဝတ္ထုပစ္စည်းပန်းဆိုင်မှုတသက်ဖြင့်တိုင်းတာကြခြင်းဖြစ်သည်ဟူသောစကားတစ်ခုရှိဒီသဘောတတ်ဝင်သည့်စကားမျိုးလူတိုင်းပြောတတ်ကြသည်သူတော်ဘာလို့ပြောသည်ကိုလည်းကြားဝကြသည် ို့တော်ဒီတဘောကိုလက်တွေ့ပေါ်၌မိများခံယူကျင့်သုံးကြပါသည်။အောင်မြင်မှုကြောင့်စဉ်းစားလေခါတိုင်းကျွန်တော်တို့ဥတည်မိလည်းရှိသည်အချက်နှစ်ချက်ရှိသည်။နံပါတ်၁တခြားသူများငါအားအောင်မြင်သူဟုယူဆသလား။နံပါတ်၂ငါကိုငါအောင်မြင်သူဟုယူဆသလားဟူသောအချက်နှစ်ချက်သို့မဟုတ်အပိုင်းနှစ်ပိုင်းအောင်မြင်ခြင်းအောင်မြင်ခြင်းတနည်းအားဖြင့်အောင်မြင်သည်ဟုမိမိဘာသာခံစားမိခြင်းမခံစားမိခြင်းဟူသည် ကာယကံရှင်တုံးခြင်းစိတ်သဘောထားနဲ့သက်ဆိုင်ပေသည်။များသောအားဖြင့်မူကျွန်တော်တို့သည်အောင်မြင်မှုနှင့်ပတ်သက်၍အများရှိဘူးရဆန်ထားသည့်အချင်းရာချက်လက်များနဲ့ညီညွတ်အောင်သာအားထုတ်လေရှိကြ၏။ယင်းချက်ညီညွတ်ပြေဆောင်လင်းအောင်မြင်ပြီးဆိုသောသဘော။ဥပမာကားစီးနိုင်ခြင်း၊အင်ကောင်မိုးတွင် TV အင်တာနက်ထောင်ထားနိုင်ခြင်း၊စောင်းပေါက်တွင်ဂျက်ကင်အကောင်စာထုတ်ဝေနိုင်ခြင်းစသည်တို့ဖြစ်သည်။ ဒီဟာတွေလုံနိုင်ရန်အတွက်ကျွန်ုပ်တို့စ조사ကြသည်အပင်ပန်းခံကြသည်။အားကြောင့်ဒီဟာတွေအတွက်အပင်ပန်းခံကြသည်နိသူတော်ဘာအတိအမှန်ပြုရန်သူတော်ဘာအထင်ကြီးရန်အတွက်လား။ဒါမှမဟုတ်မိမိကိုယ်ကိုအထင်ကြီးနိုင်ရန်မိမိကိုယ်ကိုအများထက်မနှိမ့်ချသူအောင်မြင်သူအတိအမှန်ပြုနိုင်ရန်အတွက်လား။တကယ်တမ်းအလေးနက်စဉ်းစားကြည့်တဲ့အခါအောင်မြင်မှုဟူသည်ကိုယ်ကအောင်မြင်သည်ဟုခံစားမှသာဖြစ်သည်ကိုတွေ့ရမည်။သူတော်ဘာကမိမြအတိအမှန်ပြုသည်ဖြစ်စေ မိမိကိုယ်ကိုအောင်မြင်သည်ဟုမခံယူနိုင်မရှုံမြင်နိုင်လဲအောင်မြင်မှုဟာပေးသောပီတီကိုသင်ခံစားနိုင်မည်မဟုတ်ပေအောင်မြင်မှုဟာပေးသောပီတီကိုခံစားနိုင်ရန်အတွက်အချက်၅ချက်နဲ့ပြည့်စုံရန်လိုကြောင်း၁၉ရာစုပြင်သစ်ဝိထုရေးဆရာမဂျော့ဆင်ကပြောခဲ့သည်ယင်းချက်များမှာတဲ့အာယုံ၅ပါး၌ခံစားမှုမလွန်ခဲ့ခြင်းနဲ့အထိုက်လျောက်တတ်တည်ရှိခြင်း၃ အထိုက်လျောက်ဆုံးလွန်နိုင်စွမ်းရှိခြင်း၄အလုံးလုံးရခြင်း၌ပြုံးမွေတတ်ခြင်း၅လက်ပြာတန့်ခြင်းစသည်တို့ဖြစ်သည်ဟုဆိုခဲ့သည်။ယင်းနှင့်နမ၅ချက်သည် နောက်ဆုံးမှလာတော်လဲအရေးအကြီးဆုံးဖြစ်သည်ဟုဆိုသည်။အိမ်မီပွဲစားလုပ်ဖြင့်ချမ်းသာအောင်မြင်ပျော်ရွှင်နေသည့်ပုဂ္ဂိုလ်တယောက်ကပြောမူသည်ကျွန်တော်အခုတည်းပတ်စံအများကြီးချမ်းသာလို့လုပ်လို့ရတယ်ဗျဒါပေမဲ့ညဘက်မှာနှစ်နှစ်ချက်ချက်အိပ်ပျော်ဖို့ကျွန်တော်ပို့တံမို့ထားတယ်ဟူ၍ဖြစ်သည် သူသည်မတမာသောနိလန့်ဖြင့်အမျက်ဆုံးများများရရှိခဲ့ဟုသည်ထို့သောမိမိမတမာမှုကိုတခြားလူမသိတော့လေမိမိရာသိနေသည်ဖြင့်မတန့်သောလိပ်ပြိုင်နှိမ့်ဆက်မှုကြောင့်ကောင်းစွာမအိပ်နိုင်ပဲထိတ်လန့်တုန်လှုပ်ခဲ့ရဟုသည်ငွေကြေးရအောင်မြင်တော့လေရင်းအောင်မြင်မှု သူမခံစားရမိမိကိုယ်ကိုအထင်သေးမှု မတမာခြင်းအတွက်ထိတ်လန့်မှုသာခံစားသည်ထို့ကြောင့်နောက်တွင် အမျက်ကြီးမမျက်လင်းရှိစေ လိပ်ပြာတန်စင်သည်တမအာဇီဝနေလောင်းသာလိုက်တော်သည်ဟု၍ဆိုရခြင်းဝါဖွင့်ဟဝန်ခံလိုက်ခြင်းဖြစ်ပေသည်ယခုနှင့်နားဆင်သူဟာတခြားသူများထင်ကြီးအားကြသည်အပြင်အောင်မြင်မှုနှင့်မိမိဘာသာစိတ်ကျင့်မှုရှိသည်အတွင်အောင်မြင်မှုတော်တွင်ဘယ်ရောက်ရလိုသည်နည်းဟုမေးလင်မိတို့ဖြေမိနေတော်များများတော့နှစ်ခုလုံးရလိုသည်ဟုဖြေကြမိထင်သည် လောဘကြီးသည်မဆိုပါဤသည်မှာတဘာဝကြသောအလိုဆန္ဒသာဖြစ်ပါသည် ။သို့သောအောင်မြင်မှုကိုတည်ဆောက်ရယူရ၌အတွင်းမှစ၍သာအပြင်သို့တိုးချဲ့တည်ဆောက်ရကြောင်းတတိပြုစေလိုပါသည်။ဆော့ဆော့ပွဲစားပြောခဲ့သလိုပင် လူဤဘဝ၌တနေ့တာလှုပ်ရှားယုံခံပြီးလင်ညအချိန်၌စိတ်လက်ချမ်းသာစွာနှစ်နှစ်ချိုက်ချိုက်အနာယူအိပ်စက်ရခြင်းသည်စိစိန်ဒုက္ခတစ်ခုဖြစ်ပါသည်။နေလေအားလောက်ခဲ့သည့်အလုံးတစ်ခုသည်အပြင်းမှန်ရုပ်ဝတ္ထုအောင်မြင်မှုအတွက်အထောက်အကူဖြစ်တော်လဲ အဲ့ရတဲ့တွင်မိမိလက်ပြားကို၆လနှစ်ဆက်နေပြီဆိုက ရေရှည်၌မိမိရှာဖွေခဲ့သမျှတို့သည်နှလုံးရောဂါဆရာဝန်ပုံနောက်အာယုံကျောနှင့်စိတ်ရောဂါဆရာဝန်တို့ဟာပိတ်ကန့်ရန်အတွက်သာဖြစ်သွားပေလိမ့်မည်အနောက်နိုင်ငံများတွင်စိတ်ရောဂါပါရဂိုတို့ထံ၌ဒဏ္ဍာငွေချေကျွေးဝါသူများတန်းစီဝင်နေကြခြင်းမှာမိမိတို့၏လွဲမှားသောအောင်မြင်ကြိုးပမ်းမှုများကဖြစ်စေနေဆန်နေခြင်းကြောင့်ဖြစ်၏ ၎င်းတို့၌တခြားလူများအထင်ကြီးအားကြတော့စရာရုပ်ဝတ္ထုပစ္စည်းများအလျံပဲကျွဲဝါလျက်ရှိပါ၏။တနည်းပြောရရင်အပြင်းပန်းအောင်မြင်မှုတွေဝေစားလျက်ရှိပါ၏။သို့သောအတွင်း၌ကဟာလာဟင်လင်းဖြစ်လျက်ရှိသေးသည်။သူတပောင်းမကြည့်နဲ့။တတ်တတ်လို့ငါလို့သမျှတစ်ခုမှအပေါင်လည်းမတည့်ခဲ့ဘူး။ပို့ကိုအထင်သိနေတော်သူမင်းကတော့ဘာမှဖြစ်လာမယ့်ကောင်မဟုတ်ဘူး။အဖေထံတွင်အဆူခံရသူအိမ်တွက်လုံလောက်အောင်ရှာပေးနိုင်လို့လား။ မယားထံအညူဆူခံရသူဒီလိုလိုမျိုးများတွင် ကိုကိုအောင်မြင်မိသူဟူ၍မျှော်လင့်ယုံကြည်စိတ်မျိုးဖြစ်ပေါ်နိုင်ရန်အလွန်ခရင်သည်ကိုကိုအောင်မြင်မှုရတဲ့သည့်ပုံကိုမျိုးမဟုတ်အောင်မြင်မှုနဲ့ထိုက်တန်သည့်ပုံကိုမျိုးမဟုတ်ဟူ၍ပင်ထင်မြင်မိလာနိုင်သည်ဒီလိုလိုမျိုးနေဖြင့်ဘေးပတ်ဝန်းကျင်လှည့်ချီလာလေလဲကိုထက်တော်တော်သူကိုထက်အတွေ့အကြုံများတော်သူ ကိုထက်ပြုံးမြင့်သွက်လက်ထမ်းမြတ်သူ ကိုထက်မနေမနာစူးစားသူစသဖြင့် ိမိထံအောင်မြင်တဲ့အောင်မြင်ထိုက်သူတွေကြီးမြင်မိနေတတ်သည်တစ်ဖြစ်ဖြစ်နဲ့စိတ်ထဲတွင်အောင်မြင်စရာရှိလဲထို့လူတွေအောင်မြင်နိုင်ပြီအောင်မြင်မှုဟူသည်မိမိနဲ့မဆိုင်ဟူ၍ထင်မြင်လာကအောင်မြင်မှုနဲ့ဝေးရာသို့မိမိဘာသာအမှတ်မဲ့တင်းရှောင်နေမိတတ်ကြသည်ဆင်းစစ်အောင်မြင်မှုဟူသည်မဟုတ်ပဲသေးစားမဟုတ်လူအများကြားတွင်ခွဲချံဝင်းငှ၍ရသောပစ္စည်းမဟုတ်တင်းချရလို့ရုံငယ်စားသုံးသောဖြစ် ်တန့်တွန့်မကြံတော့ဆိုသည့်အရာမျိုးမဟုတ်အောင်မြင်မှုအသေးအဖွင့်ကိုသူတို့ရယူခန်းစားကြဖြင့်တန့်တွန့်အောင်မြင်စရာမကြံတော့ဟူ၍မရှိသူတို့အောင်မြင်သလိုကိုယ်လည်းအောင်မြင်နိုင်တပံတဲ့ဤအောင်မြင်မှုကိုတခြားသူများ၏အောင်မြင်မှုနှင့်နှိုင်းယှဉ်ချိန်ဆက်စရာမလိုတကယ်တော့တင့်အောင်မြင်အောင်မြင်ကိုသူတစ်ပါးစကားနဲ့ဆုံးဖြတ်တတ်မှတ်ရန်လည်းမလိုပဲမိမိကိုယ်ကိုတခြားသူများနဲ့နှိုင်းယှဉ်စဉ်းစားတတ်ခြင်းမှာလူတို့၏တဘာဝတရားဖြစ်သည် ို့တော့လောကီသဘောသိသူ အတွေ့အကြုံနဲ့ဉာဏ်အမြုံမြင်ရှိသူတို့ကမိမိတို့သည်တခြားသူများနဲ့ဆန့်ကျင်ဘက်ပြိုင်နေစရာမလိုကြောင်းကောင်းစွာသိကြပါသည်။များမကြာမီကဖွင့်လွန်ခဲ့သူအမေရိကန်ရုပ်ရှင်မင်းသားကြီးဟင်နရီဖွန်တာ ပြောပူသောစကားတစ်ခုရှိရင်းကပြိုင်မြင်ကောင်းလို့မြည်သည်မိမိနဲ့အတူပြေးနေသည့်တခြားပြိုင်မြင်များဘယ်တော့မှလှည့်မကြည့်ဘူး။မိမိဘာသာအမြန်ဆုံးပြေးနိုင်ရသောအမြင့်အာယုံစုဆိုင်လေးရှိတယ်။ ဟူ၍ဖြစ်သည်စနုတော်နေဖြင့်ရှေ့ဥစွာအောင်ပွဲပန်းနိုင်သောဥတီသည်ပြေးလန်းပေါ်သို့ရှောင်းတလာရန်ဝါတာစုံမိလာရန်သာလို၏ဖုန်းနောက်တွင်ကဘေးပြိုမကြီးသူများတွေဘယ်နာရောက်နေပြီလဲဟုရှေ့မျော်လိုက်နောက်ပြန်လှည့်ချလိုက်လောက်ကစိတ်ပင်မမခံ ကိုချေလန်းလည်းအပြတ်မခံပဲကိုမှရှိသည့်စွန့်ရင်များအားလုံးထုတ်ယူသွန်ဆွဲကပန်းနိုင်စီသို့အစွမ်းကုန်ပြေးရန်သာရှိပေသည်သို့တော်အောင်မြင်မှုကမူ မြင်းပြိုင်ပွဲမှာကဲတော့စုဖလားဖြစ်နေရှိနေမည်မဟုတ်တန်းတိုင်းဆိုသည့်နေရာရောက်ပြီးမှသာပြည့်ရချင်းမြင့်ချင်းခံရမည်မဟုတ်မိမိအရေအတွက်အစွမ်းတတ္တိများကိုအပြည့်အဝထုတ်ယူသုံးစွဲကအစွမ်းကုန်ဆောင်ရွက်လျက်ရှိသည်ဟူသောအသည့်စိတ်နှင့်မိမိတောင်းလျှောက်တိုးတက်လာခြင်းကိုသိရှိသည့်စိတ်တို့ကြောင့်အောင်မြင်မှုအရာတောင်မိမိစူးစမ်းနေစေကာလတစ်ခုလုံးမှာပင်ရရှိခံစားနိုင်မည်ဖြစ်ပေသည် အောင်မြင်မှုနှင့်စဉ်နှံ့အာရုံမှု လုံလဆိုင်ထုတ်လောက်ခံရမှုနဲ့စိတ်ကျဉ်တဲ့အားရမှုတို့သည်အချုံးညီစွာဖြစ်ပေါ်စမြဲဖြစ်သည်ဟုဆိုကြသည်လုပ်ငန်းတစ်ခုအတွက်လုံလဝရိယများများစိုက်ထုတ်လို့ရလေရင်းအသေးပွင့်ကိုခန်းစားရသည့်အခါ၌စိတ်ကျဉ်တဲ့ချမ်းသာခြင်းများများဖြစ်ရလေဟုသည့်သဘောဖြစ်သည်အလုံးခွန်၌အထုံခွန်ဆိုင်လို့သူနှင့်အရေးသားကိုအချောင်လိုက်သူတို့ရေရှည်၌အကျိုးစီးပွားခြင်း၊ကွဲပြားချမ်းသာသွားမည်ဖြစ်ကြောင်း ညွှန်းဆိုပြောကြားသည့်စကားတစ်ခုရှိပြောကြားသူမှာကိုထုကိုထချီးဝါလာခဲ့သည့်အမေရိကန်မော်တော်ကားလုပ်ငန်းတည်ကြီးဟင်နရီဖို့ဖြစ်ဖို့ကလောက်အားကတဒေါ်လာအတွက်အလောက်ဘလောက်အ ਨੇ ဆုံးလုတ်လို့ရမယ်စူးစားနေသူထက်မိမိကိုတဒေါ်လာပေးရဲ့အလောက်ထဲကိုမိမိရဲ့အရေးချင်းနဲ့စွန့်အားတွေဘလောက်အများဆုံးထည့်ပေးနိုင်မလဲစူးစားအားထုတ်နေသူမျိုးသာရေရှည်မှာအောင်မြင်မှုရစမယ်ဖြစ်တယ်ဆိုခဲ့သည်ဤသည်မှာအလောက်တမောက်ခေါင်းပုံပြန်ရန်အကြံစီဖြင့် လုပ်ငန်းရှင်တထေရပြောသည့်စကားမျိုးမဟုတ်လုပ်ငန်းခွင်အားမိမိအစွမ်းစားများထက်မြတ်တိုးပေါင်းလေ့ကျင့်ပြောထောင်ရနေရမိမိစိတ်ကူးဉာဏ်များကိုလက်တွေ့ဆန်တက်ရနေရအံပွဲခေတွေချိတက်ရနေရဖြင့်အသုံးချသွားခဲ့ပြီးတကယ်လဲကြီးပွားအောင်မြင်ကလုပ်ငန်းကျွမ်းကျင်သူပါရဂူများကိုပိုင်လုပ်ငန်းရှင်တကြွယ်တထေများဖြစ်သွားကြသူမြောက်များစွာတို့တာရကပြု၍ဟင်နရီဖို့ကအကြံပြုပြောကြားသည့်စကားသာဖြစ်သည် အလုံးလုံးချင်းကိုမိမိအတွက်ကြီးပွားတိုးတက်လေ့ကျင့်ရာအစွမ်းစာထုတ်ရနေရဟုသဘောမထားပဲငါအလုံးလုံးနေရသည်ငါပင်ပန်းခံနေရသည်ဟုသာခန့်စားနေတတ်သူမျိုးသည်ဘယ်သောအခါမှအောင်မြင်မှုမရနိုင်ဝါအောင်မြင်မှုအရာတောင်မခံစားရနိုင်မိမိအလုံးအတွက်မိမိစိတ်၌ချစ်နှံ့အားရမှုဖြစ်ခြင်းသာလျှင်အောင်မြင်မှု၏အဓိကအနှစ်သာရဖြစ်သည်မိမိလုံငယ်တဘာဝမိမိရွေးချယ်သောဘဝတို့လာ၍လူတယောက်နဲ့တယောက် စိတ်နဲ့အာရုံကိုခံစားရသည့်အရာချင်းဖွဲ့ပြနိုင်သည်တယောက်ကငွေကြေးမြတ်စွန်ချီမာတော့အယောင်းဝဲတကူပြီးမြောက်ဖြစ်စိတ်နဲ့အာရချင်းဖြစ်နေစဉ်အခြားသူတယောက်ကပချီကားတစ်ချက်ရေးဆွဲပြီးစီခြင်းအတွက်၎င်းထက်မလျော့သောစိတ်နဲ့အာရမှုခံစားနိုင်သည်၎င်းတို့နောက်လုံးပင်ကိုယ်နေနဲ့ကိုယ်အောင်မြင်သူများဖြစ်ကြ၏ထို့နည်းတူပင်အယောင်းဝဲသမားသည်အမျက်ရပါလျက်မကျင်မနက်ဖြစ်နေမည်ဆိုလျှင် ပကြီးစရာသည်ပကြီးကားတကားပြီးတော့လေရင်းပကြီးကားကိုစိတ်တိုင်းမကြဖြစ်နေပြီဆိုရင်အကားတို့နှောင်းလုံးပဲမအောင်မြင်သူများဖြစ်သည်ဟုဆိုရမည်။ထို့ကြောင့်အောင်မြင်မှုဟူသည်စိတ်ချမ်းသာအားရမှုကိုခံစားရခြင်းဆိုသောအတိတ်ပဲဖြစ်သည်ဟုဆိုနိုင်သည်။တနည်းပြောရရင်အောင်မြင်မှုဟူသည်လူအများမြင်အောင်ဧကန်တဲ့၌ချိတ်ဆွဲပြသသည့်အရာမျိုးမဟုတ်မိမိဘာသာ ခံစားရသည့်အရာမျိုးသာဖြစ်သည်ဟုဆိုနိုင်သည်။တပံ ောင်မြင်မှုဟိုသည်တတ္တမတ်တီတည်ငြိမ်၍မနေပေ။အန်ဒီရဲ့အကြီးဆုံးကာလသည်အောင်ပွဲနှင့်တူ ရောက်ရှိလာတတ်သည်။ဟူ၍နပိုလီယံပြောမှုသည်အပြင်းပန်းအောင်မြင်မှုတွေဝေဆာနေသည့်အချိန်တခြားသူတို့ကမိမိအားအောင်မြင်မှုရရှိသူဟူ၍အတိအမှန်ပြုမှုတွေဖိတ်ရှာနေသည့်အချိန်မျိုးတွင်နောက်တို့ပေါ်လျော့လဲဟင်းသွားတတ်သည်။မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲသွားတတ်သည်။ အောင်မြင်မှုတွင်ရှင်းမှုနေမည်သဖြင့်ပြဿနာအစုံတရာပေါ်ပေါက်လာသည့်အခါမဖြေရှင်းနိုင်မဖြေရှင်းတတ်ဖြေရှင်းရန်အဆင့်တက်မရှိဖြစ်သွားတတ်သည်ထို့ကြောင့်အောင်ပွဲခံပြီးများမကြမီပင်ဒလိတ်ောက်ကွေးဖြစ်သွားရတတ်သည်ဒီအနေအထားကိုကိုတွေ့ကြုံဖို့ခံစားရမှုခြင်းသောနပိုလီယံတခြားသူများအတွက်တတိပေးစကားပြောသွားနိုင်ခြင်းဖြစ်သည်ထို့ကြောင့်အောင်မြင်မှုဟူသည်သူကြီးတတ်တတ်တည်ရှိနေသည်မဟုတ် ဧကန်တဲ့မှာထာဝရချိတ်ပြထားပြီးရသည်မဟုတ်ဧကန်တဲ့ဟာစုဖလာသည်တစ်ချိန်တစ်ခါအခိုက်အတန့်တစ်ခုဟာအောင်မြင်ခဲ့မှုကြောင့်အထိတ်မှန်သင်္ကေတသာဖြစ်သည်ဟူသောအချက်ကိုအမြင်သတိပြုမှတ်သားထားသည်နီနောက်တော့သည်သင်္ကေတသို့မဟုတ်အပြင်းမှန်အောင်မြင်မှု အောင်မြင်မှုအဆက်မှန်ဖြင့်ထင်ရောက်မှမိတတ်သည်ဟောကြောင့်လည်းအောင်မြင်မှုမိမိထာဝရရရှိပြီဟုထင်လိုက်မိတတ်ခြင်းဖြစ်သည် ထို့ကြောင့်အပြင်အောင်မြင်မှုနဲ့အတွင်းအောင်မြင်မှု ခွဲခြားသိမြင်နိုင်ရဲ့အရေးကြီးသည်အတွင်းအောင်မြင်မှုကိုတိဆောက်နိုင်မှသာရေရှည်အောင်မြင်မှုဟာရေရှည်တည်တံ့သောခြင်းနဲ့အာရုံကိုခံစားရမည်ဖြစ်ပေသည်ရေရှည်တည်သော အတွင်းအောင်မြင်မှုက အရှိန်မပြတ်လှုပ်ရှားဆောင်ရွက်နေသူများယင်းတို့လှုပ်ရှားဆောင်ရွက်နေနိုင်ခြင်းအတွက်ခြင်းနဲ့အာရုံနေသူများသာရရှိနိုင်ပေသည်အတွင်းအောင်မြင်မှု၏လက္ခဏာများ ိမိကိုယ်ကိုမိမိအောင်မြင်သူဟုအသိအမှတ်ပြုနိုင်ကရင်းသို့အသိအမှတ်ပြုနိုင်ခြင်းတွင်စိတ်နှံ့အာရုံမှုဖြစ်စေသောအတွင်အောင်မြင်မှုမျိုးဟုသည်မိမိကိုယ်ကိုအေးစားယုံကြည်မှုမိမိအခြေအနေကိုမိမိပကတိအတိုင်းသိမြင်တတ်မှုမိမိလောက်ရကိုပဝင်းကျင်နောက်ခံကားပေါ်တွင်ခြေပြစွာရှုမြင်တတ်မှု အတိတ်မှာသင်္ကန်းစာယူကအနာဂတ်အတွက်အစီအစဉ်များချမှတ်ပြီးပြစ်စုံပန်၌ပြပြပြင်းပြင်းအကောင့်ထဲပေါ်တတ်သည့်အမျှော်မြင်ရှိမှုရိုးသားဖြောင့်မတ်၍တမမြတာစွာလှုပ်တက်မှုသင်ကိုအောင်မြင်အောင်ကုညီခြင်းဖြင့်ငါလဲအောင်မြင်ရမည်ဟုသောနှောက်နှက်ဖက်အောင်မြင်စိတ်ဓာတ်ထားရှိမှုမိသားစုမိတ်ဆွေအပေါင်းအသင်းတို့နဲ့ချစ်ခင်ချင်သာစွာချစ်ခင်ရင်းနှီးစွာနေထိုင်တတ်မှုပတ်ဝန်းကျင်တဘာဝလာကိုခံစားတတ်မှု ကိုကာယကျမ်းမာတန်ဆွမ်း၍ရွှင်လန်းတက်ကြွဆက်ရှိမှုစသည်တို့နှင့်တွန်တွဲလျက်ရှိနေတတ်ပေသည်လူတိုင်းကန့်တမရှိအောင်မြင်နိုင်သည်တင့်သည်ဤကမ္ဘာလောကသို့အောင်မြင်မှုရရှိရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်တင့်သည်အောင်မြင်ခြင်းအတွက်တော်၎င်းအောင်မြင်အောင်စူးစမ်းနေခြင်းအတွက်တော်၎င်းမိသူ့ကိုမြတောင်းပန်တူရှိုးနေရမလို့ပဲတင့်၌တင့်အစွမ်းစားအရေးချင်းမြောက်အပြည့်အဝအတုံးချရန်တောင်းဝင်သည် မြင့်မြတ်သောဘုရားပေတာဝန်တရားဖြင့်ဖလာခဲ့ခြင်းဖြစ်သည်တင်ရရှိလာခဲ့သည့်တဏ္ဍငွေကြီးသည့်တမအာဇီဝနည်းဖြင့်ရရှိလာခဲ့ခြင်းဖြစ်ပြီးယင်းကိုတုံးဆွဲရနိုင်လေဘုရားဘာကို၎င်းမိမိကိုယ်ကို၎င်းမထိခိုက်မနှင်အောင်တုံးဆွဲနေခြင်းဖြစ်ကသင်ပိုင်သောတဏ္ဍခြင်းဝင်သည့်တန်ရှင်သောငွေတန်ဖိုးထားသောငွေသာဖြစ်ယင်းဝေအတွက်တဲ့နေနေအချိန်တစ်ခါ၌နောက်တရရစရာစိတ်မချမ်းသာစရာများနဲ့ကြုံစရာအကြောင်းရှိငွေမှတ်ခြင်း ငွေအတွက်လောဘတက်ခြင်းတို့မှသာဒုက္ခနဲ့တောကများပေါက်ပွားလာနိုင်သည်။တမအာစီဝဖြင့်ဒဏ္ဍချင်းငွေရှောက်ပေးခြင်းသည်ပုထုဇဉ်တဘာဝလျောက်လောက်အပ်သည့်အလုံးတစ်ခုသာဖြစ်သည်။ထို့ပြင်တင့်နေနေဤလောကသို့ရောက်ရှိလာခြင်းသည်ဒုက္ခခံရန်အတွက်မဟုတ်ကြောင်းလည်းသိမှန်ခံယူထားသင့်သည်။လူသည်အသက်ရှင်ရန်အတွက်ယုံကံလှူရှာသည်ယုံကံလှူရှာဖြင့်အသက်ရှင်ရသည်ဟူ၍ ဖတ်ချာလည်နေသောဝိတုခအနေထားမျိုးစုံလင်နွားအနေထားမျိုးဖြစ်တာရက်တည်သွားပြီဆိုတာလူ့ဘဝဟူသည်မားမြအတိတ်ပဲရှိမည်မဟုတ်အကျုံးမြတ်ရှိမည်လည်းမဟုတ်ပေအလုံးလုံးရင်ပေါင်းတင်ဆက်ဆံရင်ကျင့်လည်နေသည့်နေစဉ်ဘဝမှာပဲအောင်မြင်မှုစိတ်တက်ကြွမှုချမ်းသာရွှင်လန်းမှုတို့ခံစားသွားနိုင်မှသာတင့်မွာသည်အတိတ်ပဲရှိသောဘဝနေရကြုံနှက်သောဘဝဖြစ်ပေမည်ရင်းသို့အောင်မြင်သောဘဝ ချမ်းသာရွှင်ပြတော်ဘွားတည်ဆောက်နိုင်ရတဲ့တင့်ကိုယ်တင်ပိုင်ဆိုင်ရလိမ့်မည်တင့်ဘွားကိုတင်ဖန်တီးသူဖြစ်ရလိမ့်မည်တင့်တည်နောက်လိုက်ဘွားသူတော်ဘာအစေပါဘွားဖြစ်ရက်တည်ရန်အတွက်မွေးဖွားလာသည်မဟုတ်တင့်တည်တမန်အစင်လောက်နဲ့တင့်တိန်ကျင်နေရမည်ဟုတင့်ကိုမိသူအမျှတတ်မှတ်ပြထမ်းခဲ့ခြင်းမရှိစစ်စစ်ထို့သို့တတ်မှတ်ပြထမ်း၍လည်းမရတင့်ကိုယ်တင်သာတတ်မှတ်ပြထမ်းနိုင်တင့်ကိုယ်တင်သာအောင်မြင်မည်သူ တာမန်ဆက်မှနေမိသူအရှုံးပေးအောက်ချုံမိသူစသည်လိုဖြင့်အပိသက်တစေခတ်နှိပ်ပေးနိုင်ပြီသည်ဟို့ကြောင့်တင့်ကိုယ်တင်အောင်မြင်မှုတကားပိတ်မထားပါနဲ့လူတိုင်းဤတို့ပင်တင်လဲအကန့်အသတ်မရှိအောင်မြင်မှုရနိုင်သူဝင်ဖြစ်သည်အရေးကြီးဒီမှာတင့်ပင်ကိုအစွမ်းစားမြောင်အပြည့်အဝဆုံးအတုံးချရင်သာဖြစ်သည် မနက်ဖြန်ဆောက်ဆိုင်နေနဲ့အချိန်ခါကောင်းလာမျိုးစောင့်မျှော်နေနဲ့ယခုအချိန်ကပင် လုံနိုင်သမျှစွမ်းကုန်လှူဆောင်မှာ သင်ရည်ချင်းစွမ်းစားအားလုံးကိုယူဆောင်ကအလုတ်လောကထဲဝင်လာခဲ့ပါသင်ရည်ချင်းသင်စွမ်းအားနဲ့သင်မေတ္တာဓာတ်များကိုသင်ရောက်ရာပတ်ဝန်းကျင်၌ဖြန့်ကျက်သုံးစွဲပါသင်ကိုယ်သင်ကြိုတင်မျှော်လင့်ထားခဲ့သည့်အတိုင်းတာထက်ပင် အစမတန်ပုံလွန်တိုးတက်သွားနိုင်သည့်အလားအလာကောင်းများမကြမီသင်မြင်လာတွေ့လာရပါလိမ့်မည်တကယ်လောက်လာပြီဆိုရင်တင့်လာလာများသည့်အကန့်အသတ်မရှိရောတင့်တိုတန်အောင်မြင်မှု ကန့်သက်တားဆီးနိုင်သူဟူရလဲတင်တဝူဒီတာရှိတော်သည်လက်တွဲလုံဆောင်တင်သည့်အလေးချင်းချုပ်နမတ်၁ညင်စင်တင်လုံးနေသောအလုပ်ပေါ်စဉ်နှက်နှစ်သက်စိဖြစ်ပေါ်ခန်းစားမိပါစေအဲ့ဤအုံနောက်ဆွမ်းရေကိုလက်အင်္ဂါဆိုင်ရာကျွမ်းကျင်မှုဆွမ်းရည်မြောက်အတိမတ်ပြုကရင်းတွင်အတက်စိဖြစ်ပါတင့်ကိုယ်တင်တနေ့တခြားတိုးတက်နေသူ အောင်မြင်မှုခရင်လန်းပေါ်၌ရှောင်းလန်းနေသူ ဖြစ်မြင်ရောင်ကျင်နှက်စိဖြစ်ပါစေနမတ်၂ အောင်မြင်မှုဟူသည်မိမိကိုယ်ကိုထိမ့်သိမ့်နိုင်ခြင်းတာဝန်ယူနိုင်ခြင်းစွတင်ပြင်ဆင်ခြင်းတကယ်လက်တွေ့လှုပ်ဆောင်ခြင်းတို့၏အကျိုးရလဒ်တာဖြစ်ကြောင်းသိရှိကရင်းအတွက်အမျက်နှိုးချတက်ကြွစွာလှုပ်ရှားဆောင်ရွက်မှုရှိပါစေနံပါတ်3ငါအောင်မြင်ခြင်းသည်ငါအောင်မြင်ရမည်ငါအောင်မြင်လို့မည်ဟူသောစိတ်တော်ဝင်းမှုပါလက်တွေ့ကြသည့်အကောင်းမြင်အတွေ့များတွေ့တတ်မြင်တတ်အောင်လေ့ကျင့်မှာအရှုံးမြောက်တနုံတော်ခန်းစားနေပါနဲ့အရှုံးမှသင်္ကန်းစားယူက အောင်မြင်မှုနိသက်ကိုကြံစားပါ။အောင်မြင်မှုအရာသာများကိုချုပ်တင်သိမြင်ခံစားခြင်းဖြင့်တက်ကြွစိတ်ဖြစ်ပေါ်ပါစေ။အခန်း30၊ပျော်ရွှင်မှုဝါအာတက်ရွှင်လန်းမှုစိတ်ချမ်းသာပျော်ရွှင်မှုသည်သာလူပွား၌ရရှိနိုင်သည့်အကြီးမားဆုံးဆုလန်းဖြစ်သည်။အကန့်ရှင်တန်နေရသောဘဝ၏ရည်ရွယ်ချက်သည် အလုံလုံရန် တွေ့ကြုံခံစားရနှင့်ချမ်းသာဒုက္ခရရှိရန်အတွက်ဖြစ်သည်။ပျော်ရွှင်မှုသည် အလုံနိုင်ရှိ ငွေကြေးအစွမ်းတက်တီမှာတခြားသူများရဲ့အလုပ်ကိုကျွန်ုပ်တို့ကိုယ်တိုင်အလုပ်ဖြစ်လဲလှယ်ဝယ်ယူနိုင်ုံများသာဖြစ်နှုတ်တို့အနေဖြင့်မိမိအစုံတရာပြည်မြောင်လောက်ကန်ဆောင်ရွက်နိုင်ခဲ့သည်ဟူသောအတိမာတပါအခြားမိသည့်အရာဖြစ်များချမ်းသာသူဖောင်မရနိုင်ဟူသောစကားကိုပြောကြသူမှာအမေရိကန်လုပ်ငန်းရှင်ကြီးအလုပ်ဝါဒသမားကြီးဟင်နရီဖို့ဖြစ်သည်လူသားဤဘဝသည်အလုပ်လုပ်ရသောဘဝဖြစ်ရာ အလုံး၌ပျော်ရွှင်တတ်သောစိတ်ရှိခြင်းသည်ချမ်းသာဒုက္ခပြေဝသောဘဝတစ်ခုတည်ဆောက်နိုင်ရန်အခြေခံအုတ်မြစ်ဖြစ်သည်။ပျော်ရွှင်စိတ်ဝါအာတတ်ရွှင်လန်းစိတ်သည်အောင်မြင်မှုကျွယ်ဝပြည့်စုံမှုချမ်းသာဒုက္ခရရှိမှုတို့၏ရှေ့ပြေးဖြစ်သကဲ့သို့ရင်းတို့၏နောက်ဆက်တွဲလည်းဖြစ်၏။အာတတ်ရွှင်လန်းစိတ်သည် ကိုယ်တွင်မှလာ၏။အာတတ်ရွှင်လန်းခြင်းသည်တင့်လို့ရအတွက်၎င်းထိုးလို့ရကြောင်ဖြစ်သောတင့်အခြေအနေတို့အတွက်၎င်း မိမိကိုယ်ကိုစိတ်နှက်ခြင်းဖြစ်ရမှာဖြစ်ပေါ်လာ၏မိမိလုံနေသောလောကကိုတန်ဖိုးထားမည်မိမိသည်တိုးတက်ခြင်းပေါင်းလှုပ်ဆောင်နေခြင်းဖြစ်သည်ဟုသော အသိစိတ်ကအသက်နှလုံးထဲတွင် ဆွဲမြည်၍နေမည်ဆိုသည်ကအလုံးလုံးနေသည့်အချိန်တိုင်းတွင်မိမိကိုယ်ကို အမြဲကျင့်နေအာရကတက်ကြွရွှင်လန်းစေဖြစ်ပေါ်နေမည်ဖြစ်သည်လူသည်တက်ကြွရွှင်လန်းနေပါကအရင်အချိန်ဝါဖြင့်လူ၏မျက်နှာသည် လင်းထိန်၍လာသည် ရွှေလန်းလင်းလက်တော်မျက်နှာသည်လူအမျိုးကိုဆွဲဆောင်နိုင်စွမ်းသည်တက်ကြွရွှေလန်းသည်မျက်နှာမှအရှိသည်မိမိကိုယ်ကိုယုံကြည်မှုအရှိတကယ်လုံးနိုင်စွမ်းရှိမှုအရှိအောင်မြင်မှုအရှိဖြစ်သည်ဒီအရေးဆွဲအဖြစ်ပဝင်းချင်းရှိလူအမျိုးလေးစားယုံကြည်မှုအားကိုအားထားပြုမှု စေတနာထားမှုပူပေါင်းဆောင်ရွက်မှုတို့ရရှိကရင်းနှုံးအတွက်ကြောင့်ပင်အလောက်ကိုင်းစင်ပြေချုံမှုခြင်းနှိမ့်မြန်စွာပြည့်မြောက်ခြင်းဟိုရွေးကောင်းဆောင်ရွက်နိုင်ခြင်း စသည့်အောင်မြင်မှုများခံစားရအောင်မည်ဖြစ်ပေသည်။တက်ကျွရွှင်လန်းစေသည့်မိသည့်အနေအထားမျိုးတွင် ဖြစ်ပေါ်သည်။ကကြီးအလုပ်တစ်ခုကိုစိတ်တိုင်းကြစွာဆောင်ရွက်လိုက်နိုင်သည့်အခါမျိုးလောက်လူ၏စိတ်ကိုစဉ်းနှံ့မှုပေးနိုင်သောအရာမရှိပေ။ငွေကြေးဖြင့်ဝယ်ယူရရှိသောပျော်မှုပါမှုတို့သည်အစိတ်တောင်နှောင့်ယှက်မကင်းသောအရာများသာဖြစ်၏။မိမိကိုယ်စွမ်းကိုယ်စားဖြင့်အဆုံးတရားပြီးမြောက်ဆောင်ရွက်နိုင်သည့်အခါမျိုးတွင် ဟန်စားသည့်ပျော်ရွှင်မှုနဲ့စိတ်နှံ့အားရမှုတို့သည်သာတကယ်ပြည့်ဝပြီးရေရှည်အတွက်လည်းအစိတ်တောင်နှောက်ရှာကင်းစင်ပေသည်။ခါခွေပျော်ရွှင်မှုအတန်မှုတို့သည်အကောင်းမြင်စိတ်နဲ့တွေ့ဖက်ဖြစ်ပေါ်သည်။တဲ့ဘဝနေထိုင်ပုံစံစနစ်နဲ့တင့်လို့ရများသည်တင့်အားကောင်းသောအနာဂတ်စီတို့သာဥတည်စေလိမ့်မည်ဟုနှစ်နှစ်ကာကာယုံကြည်ထားသူသည် အမြဲတကြွရွှင်လန်းနေမှာဥစ္စာဖြစ်သည် အကောင်းမြင်စေရှိသူသည်မိမိထံမှ၎င်းတခြားသူများထံမှ၎င်းအကောင်းဆုံးသာမျှော်လင့်သည်အစိုးနှင့်ကြုံရလင်လဲရှင်းသည့်ယာယီသာဖြစ်သည်မကြမီ အကောင်းနဲ့ကြုံရလိမ့်မည်ယုံကြည်ကအစိုးအတွက်ဥပန်တော်ကရောက်နေပဲအကောင်းကိုမျှော်သောစိတ်ဖြင့်တက်ကြွရွှင်လန်းကားသာရှိတတ်ပေသည်။ခါငယ်အထက်မှအချက်နှင့်စဉ်စားသုံးသပ်လျှင်ပျော်ရွှင်တတ်မှုတက်ကြွရွှင်လန်းစေရှိမှုတို့သည် သက်ဆိုင်ရာကာယကံရှင်အသေးသေးနဲ့အထက်သက်ဆိုင်ဆောင်တွေ့ရမည်ဖြစ်သည်ပျော်ရွှင်မှုဟူသည် အပြင်းမမလားကိုတွဲမှသာလားသည်အချို့လူများသည်တောက်ကြနေတွင်အပျော်ဆုံးတနည်းလာနေရောက်မှအကြောက်ဆုံးဟုဆိုတတ်ကြသည်၎င်းများမှအလောက်ကြောက်သူများဖြစ်ကြသည်ဟူသည်တတတ်ပတ်လုံးအလုံးနှင့်မကင်းနိုင်သည်ဖြစ်ရာအလောက်ကြောက်သူများအနေနဲ့ဤတတ်တန်၌ပျော်ရွှင်နိုင်စရာအခွင့်အရေးမရှိတော့ပေအလုံးနှင့်ပတ်သက်သောသဘောထားတစ်ခုလုံး အလုံးလုံးရသည့်လူ့ဘဝနှင့်ပတ်သက်သည့်အတွေ့အမြင်တရားလုံးကိုပြောင်းလဲပြင်နိုင်မှလား၎င်းပုံကောများအနေဖြင့်လူ့ဘဝအတိတ်ပဲရှိအောင်နေချင်းစွဲဖြစ်အောင်ပြန်လဲဖန်တီးနိုင်ကြမည်ဖြစ်သည်ဤစာအုပ်တစ်လျှောက်လုံး၌အောင်မြင်မှုကြွယ်ဝပြည့်စုံမှုနှင့်ချမ်းသာဒုက္ခရရှိမှုတို့တွင်ဆောင်ရွက်ရန်နိလန်းထွေထွေတို့ရေးသားဖော်ပြခဲ့၏ထို့သောငြိမ်းရာများရရှိရအတွက်မစုံမနဲ့သောဇွဲလုံးလားဖြင့်အလုံးလုံးကြားလိမ့်မည်ဖြစ်ကြောင်းလည်းဖော်ပြခဲ့၏ ထို့ကြောင့်အလုံ၌ပျော်ပါရေးပြီးမြောက်သောအလုံစိတ်ပိုင်းတည်တည်အတွက်အတတ်စိတ်၊ခြင်းနဲ့စိတ်ပျော်ရွှင်စိတ်တို့ပြပေါ်ခန်းစားတက်ရလို့ဒီအရေးကြီးကြောင်းရင်းစိတ်တတ်မျိုးဖြစ်တာအလုံလုံတော်လူသားသည် အောင့်မြင်မှုဒုက္ခချမ်းသာရရှိနိုင်ဖြစ်ကြောင်းဤစာအုပ်တစ်လျှောက်လုံး၌အလေးနက်ဖော်ပြထားခဲ့ခြင်းဖြစ်သည်စာဖတ်သူသည်ယခုလောက်ထိဖတ်ပြီးသည့်အခါ၌ဤစာအုပ်ထဲတွင်မိမိဘဝအောင့်မြင်ရေးအတွက်လှုပ်ဆောင်ရန်နေလမ်းများမှတ်သားရန်အချက်များ နေ့စဉ်လေ့ကျင့်ရမည့်အရာများညောင်များစွာထည့်သွင်းဖော်ပြပေးတာကြောင့်တွေ့ရှိရပြီဖြစ်ပါသည်။ဤသောသည့်အောင်မြင်ပြည့်ဝသော လူသားတရားဖြစ်အောင်တည်ဆောက်ရေးအတွက်လိုအပ်သောအချက်မှန်များစဉ်စားဆင်ခြင်စရာမှန်များကိုရေးသားဖော်ပြထားသည့်ဖြစ်ရာအကျဉ်းဖြင့်တစ်ခေါက်ဖတ်ယုံလောက်ဖြစ်ကစာဟုပါအနှစ်သာရများအကုန်စင်ရှားယူနိုင်မည်မဟုတ်ပါ။ဤသောသည့်လက်တွေ့အသုံးချမည်စာအဖြစ် ။ဟင်းဆောက်ကိုနောက်တစ်ရက်သို့မဟုတ်နှစ်ရက်သုံးရက်အကြာပဲတစ်ချိန်ထပ်ပတ်ပါ။ဟင်းဆောက်ကပြရသောနီလန်းစင်ကြီးတစ်ခုလုံးနဲ့အသေးစိတ်နီလန်းအစင်စင်တို့တင့်ကောင်းတဲ့ပဲပုံမောထင်းလင်းစွာမြင်လာပါလိမ့်မည်။တက်ဖန်ဟင်းဆောက်ပါအချက်လက်အလုံးတပြိုင်တည်းတစ်ချိန်လေးအသုံးချရန်ကမဖြစ်နိုင်လေ။ လုံးလုံးစင်တင်လုံးနေသည့်အလို့ကိုပုံမှုတိုးတက်ကောင်းမွားလှုပ်ဆောင်နိုင်စေမည့်အလေးချင်းအစီအစဉ်များလက်တလုံးတင်တွေ့ကြုံရသည့်အခက်ခဲများဖြေရှင်းရအတွက်ဓာတ်ရိုက်အသုံးပြုနိုင်သည့်နည်းလမ်းများကိုဥစွာမှတ်သား၍လက်တွေ့အသုံးချကြည့်ပါခုနောက်ဤစာအုပ်ကိုကားလျော်စွာဖတ်ရှုပါအသက်တွေ့လာသည့်အတွေ့အကြုံများအခက်ခဲများပြဿနာများနဲ့ဆက်ဆက်လျက်ဤစာအုပ်ပါနည်းလမ်းများကိုတစတဲ့တစတိုးတက်ရယူသုံးဆွဲပါတစ်ပြည့်ပြည့်နဲ့တင်သည့် အအောင်မြင်အင်္ဂလန်စင်ချီတစ်ခုလုံးပိုင်နိုင်သူစွမ်းကျင်နိုင်မှာစွာအထုံးချနိုင်သူဖြစ်လာပါလိမ့်မည်။ထို့ကအောင်မြင်မှုချမ်းသာဒုက္ခနဲ့တဏှာဥစ္စာတို့သည်တင့်ဤပျက်စီးများမုတ်ချဖြစ်လာပေလိမ့်မည်။ဖေမြင်။ဆရာကြီးဖေမြင်ရေးသားတဲ့အောင်မြင်မှုချမ်းသာဒုက္ခနဲ့တဏှာဥစ္စာအမိရတဲ့စာအုပ်ကောင်းလေးကိုဖတ်ပြလို့ပြပါပါရှင်။နားဆင်ကြသူအရောက်စီတိုင်းစမ်းမချမ်းသာကြပါစေရှင်။